။အေရီတိုင်းပသိမ်မြို့နယ်အတွင်းမက်ရှလအစပိုင်းကစပြီးစင်မရန်စင်ပါတယ်ဆိုပြီးညပိုင်းမှာလာရောက်ခေါ်ဆောင်နေတဲ့လူဒေသခံတွေထံကသိရပါဗျ။အချို့ရေမှုရည်နဲ့ရဲဖွဲ့တွေကညဘက်မှာနေအိမ်တွေကိုလိုက်လံခေါ်ဆောင်နေတာဖြစ်ပြီးရဘက်အတွင်းလူငယ်ငောင်းခတ်မှုခေါ်ဆောင်သွားတဲ့လူသိရပါဗျ။ကလေးတွေကြိုပြောရင်ပြေးမှဆိုလို့ထင်တာပဲ။အခုကညကြမှအချိန်မတော်တရက်ခန့်ဖမ်းတယ်လို့ပုံစံနဲ့ဝင်ဆွဲနေတာလို့ပသိမ်မြုပ်ကန်သူက ARD Times ကိုပြောပါဗျ။ လက်ရှိမှာပသိမ်မြို့အမှတ်10ရပ်ကွက်အမှတ်9ရပ်ကွက်နဲ့ရွာတဲ့ကျေးရွာတွေမှာလူငယ်တွေကိုဖမ်းဆီးခေါ်ဆောင်သွားပြီးစစ်ကောင်စီတပ်ကိုပို့ဆောင်ခံထားရတယ်လို့သိရပါတယ်။အရင်ကရိုင်းမိုးတွေကစစ်မှုရန်ဆင်းပန်သူလူငယ်တွေကိုအကြောင်းတဆလိုက်လံပေးဖို့ရမှာထွက်ပြေးတင်းချောင်သူတွေများလာတာကြောင့်အခုလိုဖမ်းဆီးခေါ်ဆောင်တာတွေလှုံ့ဆော်လာတယ်လို့ဒေသခံတွေကပြောပါတယ်။